တရားဝင်ဥပဒေနဲ့အညီရေးရေးယူမှုပြုခဲ့ပြီးပါပြီဟုတ်လားငါကဘာကောင်လဲငါနောက်မှာဘသူတွေရှိလဲငါ့ကိုလှုပ်ရဲလို့လားဘသူကအမှုဖွင့်ရဲလဲဘယ်ဆက်ခန်းကအမှုဖွင့်ရဲလဲဆိုပြီးအာပေါင်းအာရင်တန်တန်နဲ့လက်သီးလက်မောင်းတန်းခဲ့တဲ့သူအခုတော့မမိုးခိုင်ဆိုတဲ့မိန်းမကဘလို့မင်္ဂလာပါ မြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့သူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ reaction လုပ်ပေးတော့မှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်ကိုဇော်ဖုံဟိဒီကျမအာဂုံတိတ်ခါကိုထိခိုက်စေတယ်ချင်းချောက်တယ်နော် ကျမရဲ့ဓပုံလေးကိုကျမရဲ့ဓပုံလေးကိုပြပြီးတော့ကျမရဲ့ဂုံတိတ်ခါကိုထိခိုက်စေတဲ့အပြုမှုအပြောဆိုတွေကျမကိုမယိုင်းဆဲဆိုစွာနဲ့ပြုတ်လောက်ခဲ့သည့်အတွက်ကြောင့်နော်ဆက်သွယ်ရေးဥပဒေပုံမှ66ဂါကြီးကနေဒီကနေ့8ရက်9လ2025နော်တောင်တကုံမြို့နယ်ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်မြို့မရစခန်းမှာပပန်းနံပါတ်358မြင်းဆောင်2025ဆက်သွယ်ရေးဥပဒေပုံမှ66ဂါကြီးဖြင့် ကျမတရားဝင်ဥရိနှင့်အညီတရားစွဲဆိုမှုပြုခဲ့ပြီးပါပြီเนาะပနံပါတ်358ရင်းဆောင်2025ဆက်သက်ရေးဥပဒေပုံမှ66ဂါဂျင်းနဲ့ဥပဒေနှင့်အညီတရားစွဲဆိုခဲ့အမှုဖွင့်ပြီးပါပြီရှင်เนาะဟုတ်လားကျမအရင်တုန်းကလုပ်ခဲ့တဲ့2020ရွေးကောက်ပွဲကာလတုန်းကကျမကအခြေခံလူဒန်းစားဘဝမြင့်မားရေးပါတီရဲ့အထွေထွေတွင်းရေးမှုအဖြစ်ဘာသာတနာတိုင်းပြည်အတွက်အရေးကြီးတဲ့အချိန်မှာ နော်ရှေ့ကနေမာမာမဲမဲရက်ပြီးတော့တိုက်ပွဲဝင်ပြီးတော့လောက်ခဲ့တဲ့ကျမဒုံမူခိုင်ကိုကျမရဲ့ပါတီနာမည်ကြီးဟုတ်လားအခြေခံအခြေခံလူဒန်းစားဘဝမြင့်မားရေးပါတီဆိုတဲ့ခေါင်းစဉ်ကျမဒုံမူခိုင်ရဲ့ပုံလေးကိုဒီ social media သူ့ရဲ့ဒီ youtube အကောင့် social media ပေါ်ကနေပြပြီးတော့ကျမရဲ့ဂုံသိက္ခာကိုထိခိုက်စေတယ်ချိန်ချောက်တယ်ဆဲဆိုတယ်ပြုမှုတဲ့ပြုမှုခဲ့သည့်အတွက်ကျမက66ဂါကြီးနဲ့ယနေ့ တောင်တကုံနော်တောင်တကုံမြို့မရက်စခန်းရန်ကုန်တိုင်းဒေသကြီးကနေပြီးတော့ကျမအမှုဖွင့်ရေးတရားဝင်ဥပဒေနဲ့အညီရေးရေးယူမှုပြုခဲ့ပြီးပါပြီဟုတ်လားငါကဘာကောင်လဲငါနောက်မှာဘသူတွေရှိလဲငါကိုလှုပ်ရဲလို့လားဘသူကအမှုဖွင့်ရဲလဲဘယ်စခန်းကအမှုဖွင့်ရဲလဲဆိုပြီးအာပေါင်းအာရင်တန်တန်နဲ့လက်သီးလက်မောင်းတန်ခဲ့တဲ့သူအခုတော့မမိုးခိုင်ဆိုတဲ့မိန်းမကဘလို့အမျိုးအစလဲဘလို့ အဆင့်အတန်းလဲဆိုတာကိုသိရပါမယ်။ကျမရဲ့ဒီဓာတ်ပုံတွေကိုပြပြီးတော့သူ့ကိုကျမကချင်းချောက်ပါတယ်ဆိုပြီးလိန်လေပြောဆိုခဲ့တဲ့အကြောင်းလေးကိုကျမ